ရန်ရှင်းလက်ကြိတ်ကိုလက်နှစ်ဖက်နဲ့ကင်မြဲကင်လျက်မက်စလီကိုခေါင်းဖြစ်တာအသာလှည့်ကြည့်ပြီးကျွန်တော်ခိုးနေတာမဟုတ်ပါဘူးဗျာဆွဲကိုမဆွဲနိုင်လို့ရက်နေတာပါဟုပြန်ပြောလေသည်ဒါထောင်းกว่าမင်းဖေအိမ်မဟုတ်ဘူးပိုကြမယ်တော့မကြံနဲ့ဟဲ့ကျွန်တော်ကြင်ရိုက်ခံတာ၃ရက်ရှိသေးတယ်လှုပ်ကိုမလှုပ်နိုင်လို့ပါခင်ဗျာဒါတွေကိုနားမလည်ဘူး ဆက်နှင့်ရန်ရှင်းသည် လောင်ရည်အတွင်းတွင်အလောက်ခံနေရသောကြားနှင့်တူလျက်ရှိလေ၏သူဒေါသသည်အတိုင်းမသိထွက်ယူနေလေ၏တို့ရာတွင်သူသည်ဘာကိုမျှပြန်မလုပ်နိုင်ပေနောက်တနေ့တွင်ဆေးရုံသို့တက်ရသည်ဤအခေါထောင်ကြသည်မှာအရင်တစ်ခေါထောင်ကြရသည်နှင့်မတူပေအရင်တစ်ခေါထောင်ကြစဉ်က သူ့ကိုအထူးတလဲဂရုစိုက်မိသူမရှိပေယခုမူကားရောက်သည့်ပထမနေ့ကထောင်မူးကြီးကြီးစုစောက်ရှောက်ခြင်းကိုခံရလေပြီ။ ဆေးရုံတို့တက်ရသောအခါတွင်လည်းဆရာဝန်ကိုယ်တိုင်မကြုံစဘူးအထူးရေးယူလျက်ရှိလေသည်အဘဲရောက်ဆိုသော ရန်ရှင်ဒူးတိုက်ခံရသည့်ညကထောင်မှုကြီးသည့်လူသစ်ကြည့်ရသောဆရာဝန်ကို သူ့အိမ်သို့ခေါ်၍ညစာထမင်းကျွေးပြီးရန်ရှင်၏အကြောင်းကိုနှစ်ကိုကြားပြောပြီးလေပြီးဖြစ်သောကြောင့်ဒီရန်ရှင်၏မစင်ထဲတွင်ပိုးတွေ့လေပြီးတွေ့သည့်ပိုးမှလည်းဝဲဖြူမှန်ဘလူးဖြင့်ကြည်သောကြောင့်အလွန်ကြောက်စရာကောင်းသောပိုးများဖြစ်ကြောင်းကိုသိရှိရလေသည်။ဤသို့ကြောက်စရာကောင်းလျှင ပိုးနှင့်လိုက်အောင်အေးယူရပေလိမ့်မည်ဟုဆရာဝန်သည်ယူဆလေ။ထို့ကြောင့်သုံးခွက်စာစကားကိုရန်ရှင်းအတစ်ခွက်ထဲတိုက်ချလိုက်ရာရန်ရှင်းမှာမြို့၍နေလေ။အချင်းဒီကညစ်၁၂နာရီလောက်ရှိလေပြီ။ရန်ရှင်းဝမ်းသည်မရနိုင်သေးပေ။တစစ်စစ်နှင့်သွားလျက်ပင်ရှိသေး၏။အေးကလည်းအေး၊ခါကလည်းကဲ့။ဝမ်းတွေကလည်းဒလဟောသွားသည်ဖြင့်လူကလည်းနှုံးနေသောကြောင့်ဂုံအိတ်စုပ်ပေါ်တွင် ရန်ရှင်းသည်အသာကလေးကွေးလျက်ရှိလေသည်။ ူအဖြစ်ဆိုးပုံကိုပြန်တွေးပြီးဝမ်းနဲ့တပြင်းမျက်ရည်များသည်တွေးတွေးစီးလျက်ရှိလေသည်သူတို့လက်ချက်ဥနေပြီဒီလိုပဲတဖြည်းဖြည်းနဲ့ငါတေရမှာပဲဟုရန်ရှင်သည်တွေးတော်ရင်တယောက်တည်းပြောနေလေတစုံတစ်ခုကိုဆက်၍တွေးမိပြီးမထူးဘူးကွာဟုညီလျက်တတ်မှချလေထို့နောက်စီးကြနေသောမျက်ရည်များကိုညာလက်ခုံဖြင့်တုပ်လျက်အန်ကျဲ့၍နေလေနောက်တနေ့ဘိုးဘာသူများကိုဆေးတိုက်ချိန်သို့ရောက်လာလေပြီဆရာဝန်နဲ့ထောင်ရဇဝင်းနေမကြုံစဘူး သူကိုယ်တိုင်ကြည်ကြက်လျက်ရှိလေသည်ရန်ရှင်းသည်တိုင်မောင်းခေါ်ပိုးကြဈေးကိုတောက်ရပြီတော့မည်ပိုးအများကြီးရှိတော်သူဖြစ်သည်ဖြင့်ဆေးလက်အများကြီးတောက်ရမျိုးဆရာဝန်ကိုယ်တိုင်က ဖွင့်၍မပြောတော်လဲဤသို့ပင်ဖြစ်ရမည်မှာဓမ္မရာဟုရန်ရှင်းတည်ပြီးဖြစ်လေသည်သူမှပါသည်မငွေ30ကိုအကုန်ထုတ်၍ပေးသည့်တိုင်အောင်ပင်ဤဘေးမှမလော့နိုင်သည်ကို ရန်ရှင်းမြင်လေပြီဘဲနဲ့လောက်ရပါမည်နိမနေ့ကပင်ဤအရေးအတွက်ရန်ရှင်းဆုံးဖြတ်ပြီးဖြစ်လေသည် ထို့ကြောင့်ပိုးဆေးထက်ထားသောဖန်ခွက်ကိုယူပြီးတမန်တလင်းပေါ်တွင်ပောက်ခွဲပစ်လိုက်လေ။ဆရာဝန်သည်အလွန်အားအသင့်၍သွားလေသည်။သူသည်ရန်ရှင်းကိုဘယ်နှမမလုံနိုင်သောကြားသိတဲ့ကဲ့သို့သဘောထားခဲ့လေသည်။တို့ရရင် ယခုမူကကြားသေးသည် သူ့ကိုထား၍ကြိုက်လေပြီထို့ကြောင့်သူအမေအရရန်ရှင်းကိုတိုက်ပိတ်ထားရန်သူတို့ဘက်များသည်ရန်ရှင်းကိုကြရက်ကြမ်းဆွဲ၍ခေါ်သွားကြလေလမ်းတွင်ဘာဖြစ်သည်ကိုအထူးပြောစရာမလို့ ိုက်ထဲသို့ရောက်သောအခါမြော့မြော့ကလေးရှိနေသောရန်ရှင်းကိုကြည့်ချင်းဖြင့်လဲပြင်းဆင်သွားသကဲ့သို့ထင်ရှားစွာသိနိုင်လေသည်တနင်္လာနေ့တွင်ရန်ရှင်းအမှုကိုယုံတင်လေသည်ထိုချိန်တွင်ရန်ရှင်းသည်အတော်ကလေးအားပြော့လျက်ရှိသည်သို့တော်လည်းထောင်ပိုင်း၏အရှိသို့ရန်ရှင်းကိုခေါ်လာသောအခါလက်ထိတ်နောက်ပြန်ခတ်၍ခေါ်လာသည်ဆံဝရင်မကြီးတယောက်လုံးကို အာနာဖီဆန်ရဲသူမှကြောက်စရာလူမဟုတ်ပေလောထိုကဲ့သို့လူစိုးကြီးတယောက်လုံးကိုထောင်ပိုင်းရှိသို့ခေါ်လာလျှင် လက်ထိတ်မခတ်ပဲခေါ်လာ၍ဖြစ်နိုင်ပါမည်လောဘာပဲဖြစ်ဖြစ်ဤသို့လက်ထိတ်ခတ်၍ခေါ်လာသောကြောင့်အမှုမစစ်မီကပင်ရန်ရှင်းသည့်လူဆိုးကြီးတယောက်ဖြစ်သည်ဟု ထောင်ပိုင်သည့်တစ်ဖက်သက်ယူသီးလျက်အပြစ်ပေးလျင်ထိုက်သည့်တီထက်ပို၍ပေးမည်ကမလွဲတော့ပေမင်းဘာဖြစ်လို့ဆေးကိုမတောက်တလဲရန်ရှင်းသည်ထောင်တစ်ကြိမ်ကြာဘူး၍ထောင်ရွေဝလျက်ရှိလိမ့်မည်ထောင်ပိုင်ကိုဘာပြောပြောမထူးထောင်မှုကြီးထောင်မှုကလေးတို့ပြောသည်မစကားသာအောင်သည် ထောင်သားတွေပြောသည်မှအလကားဖြစ်ရသည်ကိုကောင်းစွာနှောကြည့်ပြီးသားဖြစ်လေသည်အထူးသဖြင့်ယခုအမှုတွင် ထောင်မှုကြီးတယောက်လုံးက သူနှင့်ဓမ္မအန္တရာယ်ဖြစ်နေသည်ဖြင့်သူဘာပြောပြောအချီးနှိပင်ဖြစ်တော်မူကိုကောင်းစွာတွေ့ပြီးဖြစ်လေသည် ထို့ကြောင့်ကျွန်တော်စိတ်မတော့ခြင်းဘူးဟုတူတူပဲပြန်၍ဖြေလေထို့အခိုက်တွင်ဒီကောင်အပြင်ဘက်မှတက်ဆိုးတယ်လို့ကျွန်တော်သတင်းတစ်ခုရထားတယ်ဟု ထောင်မှုကြီးသည်အင်္ဂလိပ်လိုဝင်၍ထောက်လိုက်၏ထောင်ပိုင်းကြီးလဲကောင်းပြီ ူ့ကိုနှကောင်းတဲကနေပြီးဆေးအတင်းတိုက်ရမယ်။ပြီးတော့တိုက်တလပိတ်ထားလိုက်ဟုတစ်ချက်လွှတ်အမိတ်ချသွားလေသည်။နှင်းနှင်းနှင်းပေါင်းလျင်လေးရမြီကိုတည်နေသောចောင်းသားတကဲ့သို့ဤအမှုဖြစ်၍ဤယုံတင်လျင်ဤတို့ဖြစ်ရမြီကိုရန်ရှင်သည်ကောင်းစွာတွေ့ပြီးဖြစ်လေသည်။ထို့အတွက်သူ့အဖို့မှမူကားဤစီရင်ချက်ကြောင့်ယင်လဲမခုံဒူးလဲမတုံဘာမျှထူးခြားခြင်းမဖြစ်ပဲသူ့အခန်းထဲသို့ပြန်ခေါ်သွားသောဘာယာ၏နောက်သို့ခိုင်ပင်လိုက်၍သွားလေသည်။ တိုက်ပွဲရဲ့28ရက်ရာသောနေ့တွင် သူ့အမှုအတွက်ယူကန်ရှုံးသည့်အကြောင်းကိုရန်ရှင်းသည့်ကြားရလေသည်ထို့သောအယူကန်ရှုံးသည့်အတွက်ဒုက္ခတစ်ခု ပို၍လာပြန်သည်အဘဲเจ้าဆိုသော သူရသောအပြစ်သည် ထောင်တန်အပြစ်သာမဟုတ်ကျိန်တန်အပြစ်ပါပါသောကြောင့်သည်ထို့ကြောင့်တိုက်ကလော့သည့်နေ့တစ်ပြိုင်တည်းကျိန်တန်အချက်30အရိုက်ခံရန်အတွက်ပြင်ဆင်ရပြန်လေသည် ထောင်မှုထောင်ပိုင်ဂယုဆိုင်သောအမှုများဆိုရင်ကျိန်ရိုက်ခံရမည့်သူများသည် ဆိုင်ရပိုင်ရတို့နှင့်ကြည်ရစီစဉ်နိုင်လေသည်အရိုက်ခံရမိသူသည်တတရတန်းစားတဲကဆိုရင်ကြိမ်ရိုက်မိသူနှင့်ကြဲ့၍စီစဉ်သည်သာများလေသည်ဥပမာကြိမ်ရိုက်မိသူကိုငါးမူးလောက်ပေးလိုက်ရင်ကြိမ်ကိုဆုပ်ထားသောလက်တစ်ချောင်းကိုလျှော့၍ရိုက်လေသည်တစ်ကြက်လောက်ပေးနိုင်ရင်လက်နှစ်ချောင်းလျှော့၍ရိုက်လေသည်ဤသို့လျှော့လိုက်သည့်ဖြင့်တအားလွှဲ၍ရိုက်တော်လဲကြိမ်ကျတတ်သည်အရိုက်ခံရသောသူကနဲငယ်နာတော်လဲ ထောင်မူထောင်ပိုင်ကျင်းနှံ့အောင်တအားကုန်အော်၍ဟဲ့ရလေသည်တချို့ကလည်းတပွဲပြန်ထုံမှန်အစရှိသည်တို့ကို အားကိုးပြီးဘသူမှပတ်စံမပေးဘဲအရိုက်ခံကြသည်ဤတို့အဆောင်ရှိသည့်တရင်သည်ကျင်းရိုက်သူများထံပေါက်ကြားသွားခဲ့လျင်သူတို့၏ကျင်းကိုချီးရည်သေးရည်နှင့်စိန်ပြီးမရှုမလပေါက်ပြဲကုန်အောင်တအားနင်းရိုက်တတ်ကြလေသည်ဒုတိယတန်းစားလောက်ဆိုရင်ထောင်မူကြီးကိုကတ်တတ်လေသည်ထိုအခါထောင်မူကြီးသည်ကျင်းရိုက်သူတွေကိုခေါ်ပြီးဒါငါလူဟဲ့ ကြည်ရိုက်ဟုပြောလိုက်လင်ချက်ဆူနှစ်ခွက်ကမိတောက်သောတပည့်ကျော်များကကြည်ရိုက်ကြရလေသည်တချို့လူများသည်ဆရာကိုသာပေးပြီးတပည့်ကိုအယိုးအယွင်းကလေးများပေးတော့ကြောင်းကျိန်တန်အစိမ့်လောက်ရိုက်ရလင် မတော်တဆလက်လွန်သွားသလိုလိုနှင့်တစ်ချက်နှစ်ချက်လောက်ခါကိုပတ်ပြီးရိုက်လိုက်တတ်ကြသည်ဤသို့ရိုက်ခံရလင်ကျိန်ဖြားထီးသည့်နေရာတွင်ပေါက်ပြဲသွားတတ်သည်ထို့ကြောင့်အချို့လူများသည်ဆရာကိုပေးလျင်တပည့်များကိုလည်းမမေ့ကြပေ ပထမတန်းစားလူများမှမူကားဈေးထောင်ပိုင်းထိပင်တက်၍ကျိတ်နိုင်လေသည် ထောင်ထဲတွင်ဈေးထောင်ပိုင်းလည်းအတော်တကူကြည့်သူတယောက်ပင်ဖြစ်၏သူနှင့်ကျိတ်ထားလျင်ကျိန်တန်အချက်စိတ်လောက်ရိုက်ခံရမည်သူကိုအချက်20လောက်ရိုက်ပြီးလျင်ကျိန်တန်ကိုရက်ပြစ်လိုက်နိုင်သည်ခပ်ဖြည့်ဖြည့်ရိုက်ရန်အတွက်လည်းဈေးထောင်ပိုင်းသည်ဝင်၍အမိတ်ပေးနိုင်သည်ရန်ရှင်းရမှုတွင်လည်းဈေးထောင်ပိုင်းအထိတက်၍ကျိတ်ထားပြီးလေပြီတို့ရရင်ကျိတ်ထားသူမှာကရန်ရှင်းမဟုတ် သူ၏ရန်သူများသာဖြစ်သည်ဖြင့်ရန်ရှင်သည်တက်တာဖို့လမ်းကိုမမျှော်လင့်နိုင်တော့ချေထိုနေ့တွင်ကျင်းရိုက်ခံရမည့်လူပေါင်းမှာ၁၁ယောက်ဖြစ်၍ရန်ရှင်၏အလက်သည်ပင်စမဖြစ်လေသည်များမကြာမီအမလေးခမကဲတော်မူကြပါဦးခမသေပါပြီခမအဆရှိသောအတန်တို့ဖြင့်ရုံကန်းတစ်ခုလုံးစူညံသွားလေသည် အချို့လူများသည်နာလုံး၍ငဲတန်များပင်ပအောင်အော်ဟစ်ကြလေသည်အချို့မှာကြောက်လဲကြောက်နာလဲနာသည်ဖြင့် သူတို့ဩတန်တို့သည်မပီသားတော့ဘဲလုံထွေး၍နေနေသည်ရန်ရှင်းလည်းပုထုဇဉ်မြတ်သာဖြစ်သည်ဖြင့်ထိုဒုက္ခတဲ့များကိုမြင်ရသောအခါတွင်တုံလှုပ်လျက်ရှိလေတို့ရတွင်ဟံမပြတ်ဘဲအန်ကျိတ်ကစိတ်ကိုတင်း၍ထားလေသည်မကြမီသူအလှဲ့သို့ရောက်လေပြီရန်ရှင်းလည်းသုံးမြောင်တရံရှိသောကားစဉ်စီသို့ခြေလေးလေးနှင့်ရှောက်သွားလေသည်ကားစဉ်နာသို့ရောက်လျင်ရောက်ချင်းညာကျိန်သမားသည်ရန်ရှင်း၏လက်နှစ်ဖက်ကိုအပေါ်သို့မာခိုင်းပြီး ကားစဉ်အိတ်ထိုက်တွင်ကျိုးနှင့်တင်းကျပ်စွာခြိလိုက်လေသည်။ရန်ရှင်သည်ကားစဉ်နှင့်ကက်လျက်ရှိလေပြီ။ညာကျိန်သမားလည်းရန်ရှင်၏လုံခြုံကိုချော့ချလိုက်ပြီးလျှင် ကားစဉ်၏အလဲတိုင်တစ်ခုတွင်ရန်ရှင်၏ခါကိုပတ်၍ကျိုးနှင့်ခြိပြန်သည်။လက်နှင့်ခါကိုတုံ့ယုံနေရန်ရှင်သည်ခါကိုပင်အလွန့်တာတော့ပေ။တို့ရတွင်ဤမျက်နှင့်မပြီးသေး။ကားစဉ်၏အောက်ဘက်ရှိခြေထိတ်ထဲတွင်လည်းရန်ရှင်၏ခြေနှစ်ဖက်ကိုထည့်၍ခတ်ထားလိုက်သေးသည်။ထို့နောက်အလျားနှစ်မိုင် အနန္တမိုက်ရှိသောပိတ်စိမ့်ပါယေဆုတစားကိုရန်ရှိတင်ပေါ်သို့အုပ်လိုက်လေသည်လက်မျောအာနာသားတို့သည်အလွန်ကျင်လည်ပြီးသားဖြစ်ကြသည်ဖြင့်လက်ကိုကြိုးချီသည်မှာပိတ်စိမ့်ပါကတ်သည့်အထိတမိနစ်မြတ်ပင်မကြခြင်းထောင်ထဲတွင်ဘဲကျင်းညာကျင်းရိုက်သည့်ဖြစ်ရာဘဲကျင်းရိုက်မိသူသည်ရန်ရှိညာဘက်မှနေ၍ညာကျင်းရိုက်မိသူသည်ဘဲဘက်ကနေလေသည်မရိုက်မီတဝီဝီနှင့်သူတို့၏ကျင်းများကိုဝှင့်နေသည့်အတန်းများမှာအသေးရစရာပင်ကောင်းတော်၏ သုံးလေးချက်မြဝှေ့၍အပြီးတွင်ညာကျိန်သမားကစား၍ရိုက်သည် ပထမတစ်ချက်နှင့်ပေါက်၍သွားလိမ့်မည်ရန်ရှင်းဤတင်ပေါ်၌အုပ်ထားသောပိတ်စိမ်းပါးတွင်သွေးစွန်း၍လာခြင်းကဤအချက်ကိုတတ်သိခံနေသည်တစ်ချက်နှစ်ချက် သုံးချက်အစရှိသဖြင့်ကျိန်ရည်သူကလည်းတင်ပေါ်ကျင်ကြတိုင်းအမှန်မှန်ရည်လျက်ရှိအပေါ်ရန်ကြည်လျင်တက်တာသည်ဟုထင်ရတော့လေကျိန်ရရခြင်းသည် စင်စစ်မှမူကားအလွန်ပိမှန်သောအလုပ်ဖြစ်လေသည် ကားစင်နှင့်သုံးလှမ်းလောက်กว่าသည့်နေရာမှကျိန်ကိုဝှေ့ပြီးကားစင်ဘက်သို့တိုင်းခွက်နှင်းသလိုခြေနှစ်လှမ်းမှန်မှန်နှင်းလာရသည်ဘဲကျိန်သမားသည်ညာခြေဖြင့်စား၍လှမ်းသည်ဘဲခြေသည်ဒုတိယခြေလှမ်းကိုစား၍လှမ်းပြီးသည့်နှင့်တပြိုင်တည်းညာပေါင်တန်း၍မြေကြီးကိုခြေဖြားဖြင့်ထောက်လျက်ဘဲဒူးကိုအသာကွေးလိုက်ပြီးလျှင်ထိုဒူးကိုအားပြုပြီးတအားသိမ်း၍ရိုက်ရသည်ရိုက်ပြီးသောအခါမူလနေရာသို့ခြေလှမ်းမှန်မှန်နောက်နှလှမ်းပြန်ဆုပ်ပြီး ညာကျိန်သမားဤကျိန်တင်ပေါ်တို့ကြာပြီးသည့်အထိရက်နေရလေသည်ညာကျိန်သမားလည်းဤသို့ပင်ရိုက်ရသည်ခြေလှမ်းသောအခါဘဲခြေကစား၍လှမ်းရသည်ရိုက်သည့်အချက်တိုင်းလိုလိုပင်ပေါက်သည်ဖြင့်သွေးများသည့်ပိတ်စိမ်းပါးတွင်စိုးရုံသာမဟုတ်ပဲရန်ရှင်းပောင်များမှပင်စီး၍ကြလေပြီရန်ရှင်းသည်တခွန်းမြမော်ကားစဉ်ကိုသာနှစ်ဖူးနှင့်ကပ်၍မိမ့်နေလေသည်ကျိန်သမားတို့သည်ဆံရတို့ကညွှန်ကြားထားသည်ကားကြောင့် ရန်ရှင်းမအော်သဖြင့်သူတို့ကိုအလိုလိုဒေါသထွက်လာသည်ကတကြောင်းလို့ကြောင့်အနှစ်နှစ်လလကညှို့သူရန်ဘက်မှနှင်း၍ရိုက်နေကြလေ၏လူစိတ်များသည့်အတော်ထူးဆန်းသည် ဥပမာဖခင်ဖြစ်သူသည် သူ၏သားကိုရိုက်သည့်အခါတားဖြစ်သူသည် အမလေးကဲပါယူပါကြောက်ပါပြီအစရှိသည့်ဖြင့်နာသည်ထက်ပို၍အော်လျင်၅ချက်လောက်ရိုက်ရမှာ၃ချက်လောက်နှင့်ပြီးသွားလေသည်အရိုက်ခံရပြန်ရင်လဲခက်ဖြည်းဖြည်းသာရိုက်ခံရလေသည် ဇွဲကောင်းသည်နှင့်မအော်မငိုသောသာသမီများကိုကမိဘတို့သည်ဒေါသထွက်၍ပိုပြီးရိုက်တက်ကြလေသည်ရင်သွေးများကိုပင်မအော်ငိုသည်ဖြစ်ဖိ၍ရိုက်တက်ကြသည်လျှင်သစိမ့်ပြင်းပြင်းရန်ရှင်းမှလည်းလက်မရောအနာသားများထံမှညတာထောက်ထားခြင်းကိုအဘဲမာလင်မျော်လင့်ဖွယ်ရာရှိလာတော့အနီးရန်ရှင်းတော်မူကသေလျင်လဲပွဲထက်တွင်မြ мян သေးသောသူသည်မြ мян အိပ်ရသကဲ့သို့ သူလည်းသူဒုက္ခတွေကမြန်မြန်လွတ်ရချည်ရဲ့ဟုသောသဘောဖြင့်မအော်ဘဲနေခြင်းဖြစ်လေသည် ထောင်မှုကြီးအမိတ်ကိုယာပြီးဖြစ်သည်ဖြင့်ရန်ရှင်ကမမကြီးကြိတ်ကို အထိုးခိုင်းလေဗမာပြည်ရှိဂျုံကြိတ်ရသော ထောင်များတွင်မမကြီးအမည်နှင့်ဂျုံကြိတ်ကြီးများရှိသည်အကျဉ်းသားတိုင်းမမကြီးကြိတ်ဆိုလျင်ဆလံသားရသည်အဘဲကြောင့်ဆိုသောထိုးကြိတ်ကြီးသည်လေးယုံမကအစွဲမတက်လျင်တိုက်ရိုက်ထားသလိုကြက်နေသည်ဖြင့် ၎င်းကိုတဏှာဤခန့်ဆွဲမိလျင်ဗလကောင်းသောသူများပင်ပြည့်၍လက်တတ်ကြလေသည် ထိုကြိတ်ကြီးများကိုထားရသည့်မူလရည်ရွယ်ချက်မှာထောင်ထဲတွင်ထောင်ဥပဒေရိုးရိုးဖြင့်ဖိနှိပ်၍မရနိုင်သူများကို အစွဲခမ်းရန်ပင်ဖြစ်လေသည်ဒုရတွင်ကာလယွင်လျောလာသောအခါထိုကြိတ်ကြီးများကိုပတ်စံမပေးနိုင်သော လူသစ်များကို၎င်းပတ်စံပါတော်လဲဆိုင်းရမဲဇလီကို မပေးဘဲနေသူများကို၎င်းညဉ့်ရန်အတွက်အုံချမိပစ္စည်းများဖြစ်နေလေသည် ပိုးစားဆွေရန်အတွက်လဲထိုကြိတ်ကြီးများကိုအသုံးချတတ်ကြသေးသည်ဥပမာလူငယ်တယောက်သည် ထောင်ချလာသောအခါငွေမလိုက်နိုင်သဖြင့်ဂျုံယုံတို့ရောက်လာပြီဆိုပါစို့ဂျုံယုံမင်းစလီသည် အိုးစားစား၍မဆွဲသေးပဲအတော်ကလေးပင်ပန်းလာသောအခါစိတ်ကလည်းအလွန်ညစ်အလွန်ပင်ပန်းလာပြီဖြစ်ရကနောက်ခါလာနောင်စည်းဟုသဘောထားကြပြီထိုလူငယ်များသည် အိုးစားဆွေသူတို့၏အလိုတို့လိုက်ကြလေသည်တခါတည်းအနှဲငယ်ကောင်းမှနေသောသူများကို မမကြီးကျိန်းနှစ်သာ6ရက်မရပါလင်အရဲအနှက်အချောက်လန့်ကလေးကိုလည်းအနှဲငယ်ကူပေးရလေသည်ရန်ရှင်းသည်တခါဘူးမြဂျုံမထိုးဘူးကဲ့တော်လဲပတိန်ထောင်တွင်လည်းနေခဲ့စဉ်က သူမိတ်ဆွေများထံမှမမကြီးကျိတ်အကြောင်းကို ကောင်းစွာ ကြားဘူးခဲ့လေပြီထို့ကြောင့်မမကြီးကျိတ်ကိုမိတို့ကံရမိကိုသိရှိပြီးဖြစ်နေသည်တို့ရရင်လမ်းကိုပင် အနိုင်နိုင်ရှောက်နေရသည်ဖြစ်ရကမမကြီးလိုလေးသောကျိတ်ကြီးများကိုမဆိုထားပြီးကျိတ်ရိုးရိုးကိုပင်ထိုးနိုင်မည်မဟုတ်ပေ တို့ဖြစ်သောကြောင့်ကျိတ်ဤလက်တန်းကိုကင်ပြီးတစုံတစ်ခုကိုစဉ်းစားတကဲ့သို့ငံ၍ရက်နေမိလေ၏ဟဲ့ကောင်မင်းဘာဘူကြနေတယ်လဲဆွဲလေဟုပြောပြောဆိုဆိုမဲစီလီသည်သူ့လက်ထဲကနံပါတ်တုတ်ကြီးနှင့်ရန်ရှင်းနောက်ကျောကိုဆောက်၍ထိုးလိုက်လေရန်ရှင်းတကူလုံးသည်ရိုက်ထားသလိုနားလျက်ရှိသည့်အထဲတွင် ယခုကဲ့သို့ဒုတ်ကြီးနှင့်ဆောက်ထိုးလိုက်ရာအနာဘော်ဒုတ်ကြသည်ဆိုသည့်စကားမှာအရင်ကစာတွေ့ပင်ဖြစ်တော်လဲယခုကမူကားရန်ရှင်းသည်ငါတွေ့လျက်ဖြစ်လေရှိ၏ ရန်ရှင်းလက်ကြိတ်ကိုလက်နှစ်ဖက်နဲ့ကင်မြဲကင်လျက်မက်ဇလီကိုခေါင်းဖြစ်တာအသာလှဲ့ကြည့်ပြီးကျွန်တော်ခိုးနေတာမဟုတ်ပါဘူးဗျာဆွဲကိုမဆွဲနိုင်လို့ရက်နေတာပါဟုပြန်ပြောလေသည်ဒါထောင်းกว่าမင်းအဖေအိမ်မဟုတ်ဘူးပိုကြမယ်တော့မကြံနဲ့ဟဲ့ကျွန်တော်ကြင်ရိုက်ခံတာ၃ရက်ရှိသေးတယ်လှုပ်ကိုမလှုပ်နိုင်လို့ပါခင်ဗျာဒါတွေကိုနားမလည်ဘူးကွာမင်းငါယုံကိုရောက်လာရင်တော့အလုပ်လုပ်ရမှာပဲပိုကြချင်လို့မရဘူး တရက်နှစ်ရက်လောက်တော့နားပြရစီခါနာပြောက်တော့ထိုးပါမယ်မရဘူးအခုထိုးရမယ်ဒါငါသဘောကရန်ရှင်းသည်ကြိတ်တန်းကိုကင်ထားသောလက်နှစ်ဖက်ကိုအောက်သို့ချလိုက်ပြီးအခုတော့ဘယ်နည်းနဲ့မှမထိုးနိုင်ဘူးခမရလှုပ်ချင်ရာကိုလှုပ်တော့ဗျာကျွန်တော်လည်းခံနိုင်သလောက်ခံသွားမှာပဲဟုစိတ်တွေလည်းတိုးလာပြီဖြစ်သည်ဖြင့်ခတ်တူတူပင်ပြန်၍ပြောလိုက်လေမဲစလီလည်းအကြိုက်တွေ့သွားလေသည်ဤချုံကိုထွင်လိုက်ရာ ဤယုံထွက်လာသည်ဖြင့်ဝန်တာသောသူကဲ့သို့ဤအတိုင်းဝန်းကိုလှုပ်လိုက်သည်ဖြင့်ရန်ရှင်းထံမှဤစကားများထွက်လာသောကြောင့်မဲဇလီလည်းဝန်တာလျက်ရှိလေသည်ထို့ကြောင့်ဘာမှနောက်ထပ်ပြောမနေပဲရန်ရှင်းကို သူ့ဆရာဖြစ်သူဂျုံယုံထောင်မှုစီတို့ခေါ်သွားလေထောင်မှုသည်စာရွက်တရက်ပေါ်တွင်ယခုအကျဉ်းသားသည်အလုလုရန်ညင်းဆန်နေသည်ဖြင့်ခမည်းထံသို့ပို့လိုက်ရပါသည်ဟုသောအဓိပ္ပာယ်ပါသည့်စာ၃လေးချောင်းကိုအင်္ဂလိပ်လိုရေးပြီး ရန်ရှင်ကိုဘာယာတယောက်နှင့်ထောင်မူးထံသို့ပို့လိုက်လေသည် အမှုမဖြစ်မီကပင်စီရင်ချက်ကိုကြိုတင်၍စိတ်ကူးပြီးသားဖြစ်နေသော ထောင်မူးကြီးသည်ရန်ရှင်အားမိသည့်အပြစ်ကိုပေးရမည်နည်းဟုချိန်များစွာယူကာစဉ်းစားနေရန်မလိုရန်ရှင်ကိုတိုက်ပိတ်ရန်အချက်ချင်းအမိန့်ပေးလိုက်တနင်္လာနေ့ထောင်ပိုင်ကြီးကထောင်ထဲသို့ဝင်သောအခါရန်ရှင်မှုကိုယုံတင်လိုက်လေသည် ထောင်မူးကြီးသည်ရန်ရှင်ကိုမြင်သောအခါမြင်ဘူးသလိုလိုရှိ၍ခိတ္တစိုက်ကြည့်နေစဉ် ထောင်မူကြီးကဒီကောင်ဟာအရင်တခါစိတ်မတော့ဘူးလို့ညင်းနေတဲ့အကောင်ပဲဟုအင်္ဂလိပ်လိုပြောလိုက်။ထိုအခါမှထောင်ပိုင်ကြီးသည်တတိယပြည်ခေါင်းညိတ်လျက်ရှိသည်။ထို့နောက်ရန်ရှင်းအတွက်နှင့်ပတ်သက်၍ထောင်မူကြီးရေးထားသောအစီရင်ခံစာကိုကြည့်ပြီး မင်းမဲဇလီကိုဘာလို့ပြန်ပြောသလဲ။နောက်ပြီးမင်းဘာဖြစ်လို့အလုံးမလုံးသလဲဟုထောင်ပိုင်ကြီးသည်ရန်ရှင်းကိုမေးလေသည်။ရန်ရှင်းကဘာမှမပြောနိုင်သေးမီထောင်မူကြီးက ဒီကောင်တဲဆိုးကျင်တဲ့ကောင်ဟု အင်္ဂလိပ်လိုဝင်၍ထောက်လိုက်လေထိုမြနှစ်ပင် လုံလောက်လေပြီထောင်ပိုင်ကြီးသည်ရန်ရှင်းကိုဆက်ပြီးမမေးတော့ပေတိုင်နလာပိတ်တိုက်ကလွတ်တော့တလရေဆွဲဟုစီရင်ချက်ချလေရန်ရှင်းလည်းဘာပြောပြောမထူးတော့ပါဘူးဟုသောသဘောနှင့်ငြိမ်ရဲရှိလေတိုက်ထဲတွင်နှစ်လပိတ်ခံရသည်ကို ရန်ရှင်းသည်နှစ်နှစ်လောက်ထင်မှတ်မိလေတနေ့တနေ့တွင်လှဲ့အိတ်လိုက်ထိုင်လိုက်နှင့် မိမိเจ้าတွေကိုအဖန်တလဲလဲစဉ်းစားရင်းသာဂျင်ကုန်ခဲ့ရလေသည်တခါတရံတွင်လဲသူသည်လူမှန်းသိသည့်အရွယ်မှစ၍ဘသူတူတယောက်ကိုမှ မျက်ရည်ပေါက်ကြီးငယ်ကြားလောက်အောင်မလုပ်ပါဘူးလျက်နှင့်အဘဲကြောင့်သူကိုယ်တိုင်မှမူကားမျက်ရည်ပေါက်ကြီးငယ်ကြားရလေသည်နည်းဟုတွေးမိပြန်သည့်အခါလိုက်လိုက်လဲလဲဝမ်းနေလာသည်ဖြင့်မျက်ရည်တို့သည်မဆယ်နိုင်အောင်စီးဆင်းလျက်ရှိတတ်၏သူနှင့်မျက်နှာချင်းဆိုင်တိုက်ပိတ်ခံရလျက်ရှိသောဘိုးတိုက်လဲ ြင်းလွန်သဖြင့်မကြာခဏရန်ရှင်းကိုလှမ်း၍စကားပြောတော်လဲရန်ရှင်းသည်မိသူနှင့်မျှစကားမပြောလိုသောကြောင့်စကားကိုတနည်းနည်းနှင့်ကြံဖန်ပြီးဖျက်လိရှိသည်ရန်ရှင်းစိတ်ထဲတွင်ဘာဝင်းပေါ်၌အလွန်အလွန်ခဲမကြေဖြစ်နေသည်ဖြစ်သွားလေသူငွေခင်ကိုတရိယာတင်းတလို့မရနိုင်ကြပေ။မိမြအခဲကြည့်နေသည်နည်းဆိုရင်ဘာဝင်းကိုဓာနှင့်အတင်းလိုက်ခုံနေသည်ဟုတွေးတော်ရင်တကယ်ပင်ထင်မှတ်၍လက်ကလည်းဓာနှင့်တအားလွှဲခုံလိုက်သည်လို့ယောင်သွားပြီး ပါဇက်မှလည်းရှုံအောင်ကွာမှတ်ကြောကွာအစရှိသည့်စကားတို့ကိုရောင်ပြီးထွက်သွားတတ်လေသည်ထုံမြမကသည်စိန်ဥဘာဝင်းတို့နှင့်ခိုင်ရန်ဖြစ်ပွားရသည်ဟုလည်းမကြာခဏအိမ်မက်မတ်တပ်ပေသည်အိမ်မက်ထဲတွင်စိန်ဥနှင့်ဘာဝင်းတို့ကိုသူကလည်းတတ်သည့်အခါတွင်လည်းတတ်ရယုံတန့်ချင်းမျိုးမဟုတ်ပဲဥရေသေးတွေထုတ်အသားတွေကိုမှုန်းပြီးတတ်ချင်းဖြစ်လေသည်တကယ်တွေ့၍တကယ်တတ်ရလျင်လည်းဤနည်းအတိုင်းပင်တတ်တော့မည်ဖြစ်ရာ စိတ်ကူးပြင်းတဲ့ကဲ့သို့အိမ်မက်ကလည်းလိုက်၍မက်ပေးရလေသည်တခါတရံသူတို့ကလည်းခြောက်လုံးပြုနှင့်ပြစ်သည်ဖြင့်ရန်ရှင်းခံရသည်ဟု၍မတ်တပ်ပေသည်ရန်ရှင်းသည်ထောင်မှအလွန်လွတ်ချင်ပသိန်ထောင်တော်ကလွတ်ချင်သောစိတ်သည် သူစနီးငွေခင်နှင့်တွေ့ရန်ဖြစ်လေသည်တို့ရရင်ယခုလွတ်ချင်သည်ကအခြားမဟုတ်သူမယားကိုလည်းဖျက်ဆီးသူကိုလည်းလူညော့တောင်းအောင်လှည့်ရသောလူများအားကလေးစားချေချင်သောကြောင့်ဖြစ်ပေသည်လေးနှစ်ပြည့်သောသူသည် မုတ်ဆိုးဖြစ်တော့လဲစရံစင်မင်းကိုတတ်သူအစ်စ်မှာမုတ်ဆိုးကိုမြောက်ပေးလိုက်တော့စုထသူပရာပင်ဖြစ်တဲ့ကဲဆိုရန်ရှင်းကို မျက်ရည်ပေါက်ကြီးငယ်ကြအောင်လှုပ်လှထုတ်သူများအားစိန်ဦးဘာဝင်းတို့လူစုဖြစ်တော့လဲတကယ်လက်သက်များမှာကထိုသူများမဟုတ်လူချင်းတူတူလူတန်းစားမျိုးမျိုးကွဲပြား၍တန်းစားကအခြားတန်းစားကိုမျက်ရည်ပေါက်ကြီးငယ်ကြသည်ကစားလူညော့တုံးသည့်အဆုံးထိညင်ပန်းနှိပ်ဆက်နိုင်အောင် ဖန်တီးပေးလျက်ရှိသော စီဝါရေးစနစ်ဆိုးကြီးပင်ဖြစ်လေသည်ထုံမြမကသည်ဤစနစ်ဆိုးကြီးကြောက်ပင်လူအနန္တစားမိထမင်းလို့သည်လူတယောက်နှစ်ယောက်ဤလက်ထဲတွင်သွားစုနေသည်ဖြင့်ထိုလူအနန္တမှာဖောင်စည်းရင်ရေငတ်ဆိုသလိုထမင်းထုပ်ပုံကြီးများ၏အနီးတွင်ထိုင်ပြီး ထမင်းငတ်လျက်ရှိကြရသည်ထိုစနစ်ဆိုးကြီးကြောက်ပင်ရလေလိုလေအိုတစေကြီးများကလည်းသူတို့၏လောဘဇော တိုက်တွန်းချက်အရတရားသည်မတရားသည်ဤနယ်လီကို အတိတကျမတွေးဆနိုင်ပဲ သူတို့ရနိုင်သည့်နီလန်းများဖြင့်ချစ်ချုပ်၍ယူလျက်ရှိကြလေသည်ယရှင်သည်စား၍ထောင်ကြရသည်မှာလဲထိုလောဘသောလက်ချက်ကြောင့်ပင်မဟုတ်ပါလောပစ္စည်းလူကြရာတွင်ဒနာရှင်တို့၏လက်ချက်ကြောင့်ယရှင်ထက်ပို၍မရှုမလှခံကြရသူများလဲဤလောကကြီးတွင်မရေတွက်နိုင်အောင်ရှိကြပေသည်ထုံမြမကသည်အရဲတောင်းမိတော်သူသည်အရဲ၏မြောက်ပင့်ချက်ကြောင့်သွေးတကြွကြွဖြစ်ပြီးဆဲလိုဆဲရမ်းလိုရမ်းရိုက်လိုရိုက် ဒူးစရိုက်မှန်သမျှကိုရှောက်လုတ်တတ်ကြတဲ့ကဲ့သို့လူတယောက်ယောက်၏လက်တွင်ဒနာတွေစုမိခက်လျင်ဒနာ၏မြောက်ပင့်ချက်ကြောင့်ထိုလူသည်သွေးတကြွကြွဖြစ်ရတော့မည်မှာဓမ္မရာပင်ဖြစ်သည် လူမပြောနှင့်ဘာမှမသိသောဝိရိယရစ်ပုတ်တင်ပင်လျင်ရှိတဘဲသား၏မြောက်ပင့်ချက်ကြောင့်သွေးတကြွကြွဖြစ်ခဲ့ရဘူးသည်မဟုတ်ပါလောဤသို့အမြောက်ကိုမခံနိုင်သည်ဖြင့်ဒနာရှင်ဆိုသူသည်သူ့ထက်ပစ္စည်းချွတ်တဲ့သူများကိုမြင်နိုင် ်စော်ကားရန်ကို၎င်းမိမများကိုမြင်တိုင်းမရလုတ်ရန်ကို၎င်းကြိုးစားအထောက်တက်ကြပေသည်ငွေခင်တေရသည်မှာဤအချက်၏အကောင်းဆုံးသက်သေတရကပင်မဟုတ်ပါလောဤလောကကြီးတွင်စည်ရင်ယူလိုက်ပါကပျက်စီးရသော မိမတရားသည်ဒနာရှင်များဖြက်စီးပျက်စီးရသောမိမများသည်69ယောက်ထက်နည်းနိုင်ပါအောင်တော့မည်လောထို့ကြောင့်ဒနာရှင်စနေကြီးကိုဖယ်ပြစ်လိုက်ရင်တထေးစိန်ဟုဆင်းရဲသားရန်ရှင်တို့လည်းပျောက်ပြက်ကုန်ပြီး ထိုနေရာတွင်ရိုးရိုးစိန်ဦးနှင့်ရိုးရိုးရန်ရှင်းတို့သာရှိကြပေတော့မည်။ထိုခါတွင်စိန်ဦးသည် သူများ၏ထမင်းလုတ်ကိုလူစားเสียမလို့။ထမင်းလုတ်လူသူမရှိ၍ရန်ရှင်းတို့လည်းတပိတ်တားเสียအကြောင်းမရှိ။တပိတ်မတားလျင်ရန်ရှင်းသည် ထောင်ကြရတော့မည်မဟုတ်။ရန်ရှင်းထောင်မကြရင်ငွေခင်လည်းယခုကဲ့သို့အသေးစိုးနှင့်မသေးရတော့ပေ။ငွေခင်မသေးရလျင်စိန်ဦးကိုရန်ရှင်းကဓာတ်နှင့်ခုတ်เสียလိုပါသေး၏လော။ဓာတ်နှင့်ခုတ်เสียမလိုလျင်ရန်ရှင်းသည် ထောင်တွင်း၌ယခုကဲ့သို့မျက်ရည်ပေါက်ကြီးငယ်ကြကပရိဝေဒာမိတောင်းလောင်စရာအကြောင်းလဲအဘယ်မှာရှိနိုင်ပါတော့အန်နီဤကဲ့သို့ယင်းခံအကြောင်းကြီးကို ရန်ရှင်းသည်မတွေးတော်မူသည်ဖြင့်ဘာဝင်ပဲစိတ်ဥပဲဟု၍အကြီးအကျယ်ဒေါသဖြစ်လျက်ရှိလေသည်အကယ်၍ထိုအကြောင်းရင်းတရားကြီးများကို တွေးမိပါမူကားရန်ရှင်းသည်စိတ်ဥနှင့်ဘာဝင်တို့ကိုဤမျှဒေါသဖြစ်စရာမရှိပေဤမမြဲသောလောကကြီးတွင် မမြဲသောဒနာအတွက်နှင့်မမြဲသောလူအပေါင်းတို့အားခန္ဓာကလေးအသက်ရှင်နေရသည့်အတွင်းတဦးနှင့်တဦးပြင်မစိုးတရားတွေပြက်ပြီးရိုက်ကြနှက်ကြထိုးကြခုတ်ကြတတ်ကြဖြတ်ကြစေခြင်းဖြင့်လူလောကကြီးတစ်ခုလုံးကိုကမောက်ကမဖြစ်ကုန်ဖန်တီးပေးနေသောဒနာရှင်စနစ်ကြီးကိုသာဒေါသဖြစ်ရန်ရှိပေတော့လေ။ရန်ရှင်သည်နှစ်လဆေး၍တိုက်တွင်းမှထွက်ရလေပြီ။တို့ရတွင် သူဒုက္ခမှအေးပြီဟုမယူဆနိုင်သေး။အတောင်20လောက်နဲ့သောရေတွင်းထဲမှ ရေနံစီပုံး6ပုံးစာလောက်ရှိသောရေပုံးကြီးနှင့်ရေပြည့်ကိုတနည်းလုံးနေပူကြဲကြဲထဲတွင်ဆက်သီးဖြင့်တလားတိုင်တိုင်ဆွဲတင်ပေးရမည်ဝတ္တရားကလည်းရှိသေးသည်ရန်ရှင်းဒံရာတို့သည်ပျောက်ကုန်ကြပြီဟုဆိုတော့လေနှစ်လတိုက်ပိတ်ခံရသဖြင့်အညောင်းမိပြီးခက်ကန်ကန်ဖြစ်လျက်ရှိလေသည်ရေဆွဲရပုံမှာအတော်ကလေးမှတ်သားဖွယ်ရာကောင်းလေသည်ရေတွင်နှခမ်းအနီးတွင်ဘာယာတယောက်သည် ထိုင်နေသည်၎င်းအနီးတွင်တံပြားတစ်ပြားကိုဆွဲထားသည် ထိုသံများကိုထိုပါရသည်ဂျန်ခနဲနေအောင်တီးလိုက်လျင်ရေဆွဲနေကြသောအကျဉ်းသားများသည်ဆက်သီးကျိုးကင်ဆွဲပြီးဆွဲသွားရလေသည် ရေပုံးသည်ရေတွင်းပေါ်သို့ရောက်သည်နှင့်တပြိုင်နက်ဘာရသည်ဂျန်ခနဲမြည်အောင်ဒုတိယကြိမ်ရိုက်လိုက်ပြန်လေသည်ထိုအခါရေဆွဲသူတို့သည်အဆွဲရက်ပြီးရေတွင်းအနီးသို့ပြန်လာရပြန်ပါသည်ဤနည်းဖြင့်တကြံကြံနှင့်တနည်းလုံးနေပူကြဲကြဲထဲတွင်အကျဉ်းသားများသည်ခောက်တော့ခောက်ပြန်ဆွဲယူနေရရှာလေသည် တခါတလေရေဆွဲနေကြသူများမှာ၉ယောက်လောက်ရှိ၍တခါတလေလည်း၉ယောက်၁၀ယောက်အထိပြည့်ရှိသူများရင်များသလိုတိုး၍လာတတ်ကြပေသည်။ရန်ရှင်သည်ရေဆား၏ဆွဲသည့်နေ့ကရေဆွဲကြသူပေါင်း၇ယောက်ရှိသည်။၎င်း၇ယောက်တို့သည်စက်သီးကျိုးအလိန်ကြားတွင်တွင်ထားသောလက်ကင်တန်းများကိုတရန်လျင်၂ယောက်ကျကျိုးကို အလဲကထား၍ကိုဖြစ်တွန်းပြီးဆွဲကြရလေသည်။ရန်ရှင်သည်အရှိဆုံးတန်းမှတယောက်ထဲဆွဲရလေသည်။ ခါတိုင်းတွင်ရေဆွဲသူများကိုစောင့်ရံပါရမရှိတို့ရရင်ရန်ရှင်းရေဆွဲကြသောအခါမှာရေဆွဲသမားများကိုစောင့်ရံပါရတယောက်ကိုထောင်မူးကြီးအမိတ်နှင့်အထူးထားလေသည်ထားမည်ဆိုလျင်လည်းထားလောက်ပေသည်အဘဲကြောင့်ဆိုသောရေဆွဲသမားများသည် လူညာများသာဖြစ်လေသည် ထောင်ထဲတွင်ဘသူမညာပဲမနေသည်နီသူတို့သည်တယောက်ကိုတယောက်တွက်ကပ်ပြီးလက်ကံများကိုအသာထီုံသာထီထားကြလေသည်မြည်သူများအားစား၏မစွဲ့ ဒီလိုနဲ့ရေပုံးသည်တဖြည်းဖြည်းပေါ်သို့ရောက်ခဲ့ရလေသည်တောရတွင်အထူးဘာယာတယောက်ကိုချထားသည်မှာကတခြားလူပြင်းတွေကိုစောင့်ရံမဟုတ်ရဲချင်းကိုစောင့်ရံသာဖြစ်လေသည်ဒုဘာယာသည်အနှဲငယ်တုပ်လေသည်ဓမ္မတိုက်ဆင်ကအင်ရှင်ကခုတ်ချလိုက်သည့်ဓာတန်ရာကြီးသည်သူနှဖူးပေါ်တွင် ကောင်းစွာထင်လျက်ရှိလေသည် သူမျက်နှာတွင်ထိုတန်ရာနှင့်တွဲနေသောနှကန်းကြီးသည်အထင်ရှားဆုံးဖြစ်လေသည်ရန်ရှင်လည်းမခုမကပ်ဘဲသူအားရှိသည်၍စူးစမ်းပြီးဆွဲလျက်ရှိလေသည် တို့ရတွင်အခြားရေဆွဲသူများမှတကယ်ဆွဲသူများမဟုတ်သောကြောင့်စက်တီကျိုးသည်အရှိသူမတက်ပဲတန်း၍နေလေသည်ဘာရလဲဟိတ်ကောင်ဘာညာနေလဲဆွဲလေပြောပြောဆိုဆို သူ့လက်ထဲကနံပါတ်၃နဲ့ရန်ရှင်းကျောကိုဖြတ်ရလိုက်ရန်ရှင်းကလည်းသူ့အသက်ကိုအဲ့တွင်နဲ့ဝိုင်း၍ဆွားလိုက်တယ်လို့ဖြစ်သွားလေသည်သူ့ခြေထောက်သည်မြေကြီးကိုထိနေမှန်းပင်မသိတော့ပေကြားနာသည်မုတ်ဆိုးကိုပြန်၍ဆွဲသည်လို့ ဘာယာကိုဖြစ်သည်များနှင့်ပြန်၍လှုပ်လိုက်တော့မလို့ဖြစ်လိုက်။အာမတန်၏မန်လျှော့လိုက်နှင့်ရန်ရှင်သည်စက္ကန့်30လောက်တွင်အချိန်30လောက်ချီတုံချတုံဖြစ်လျက်ရှိလေ။ထို့နောက်တမကြီးချပြီးနောက်မနိုင်၍တီးခံရသောခံခြင်းမျိုးဖြင့်ရန်ရှင်လက်အန်ကျိတ်ကတီးခံလိုက်ရရှာလေသည်။သုံးနေပင်နနက်စာစားရန်ရေဆွဲဖြုတ်သည့်အချိန်သို့ရောက်သွားခဲ့လေသည်။ရန်ရှင်သည်ထမင်းပကံပြားကိုရှေ့တွင်ချထားပြီးထမင်းစားရန်တတိမရပဲ တစုံတစ်ခုကိုစဉ်းစားရင်သူ့အရှိတက်တဲ့တမန်တလင်းကိုစိုက်ကြည့်နေလေ။တစ်ချက်တစ်ချက်ဒံယာကပိုနာလာသဖြင့်အနာသက်သာအောင်ကြောကိုမကြာခဏဆန့်၍ပေးလေသည်။ထို့နောက်တစုံတစ်ခုကိုစဉ်းစားပြီးသည့်လက္ခဏာဖြင့်အံကြိတ်ပြီးထားလေသည်။ထွက်သွားမည့်အလုပ်တွင်ထမင်းပကံပြားကိုသတိရပြီးအသာကုန်းကောက်၍ထမင်းပိုများတုံသောအမိုက်ပုံးထဲသို့တုံချလိုက်လေ။အမိုက်ပုံးဤတွင်မိနစ်ဝဲလောက်ငိုင်းနေပြီးလျှင် တရိယာပြန်သည်ဖြင့်ဓမင်းပကံပြားကိုဆွဲပြီးအိတ်ထောင်၏ရှေးတောင်တောက်ရှိလူရှင်းရာကြောင်တဲတွင်တယောက်ထဲထိုင်၍ရှေးနောက်ရေးများကိုစဉ်းစားလျက်ရှိလေ။မကြာမီရေဆွဲရန်အချိန်ရှိသည့်ဖြင့်ရန်ရှင်းသည့်ရေတွင်ရှိရာသို့ထား၍သွားလေသည်။စိတ်ဆောင်နေသည့်ဖြစ်သောကြောင့်ဤတစ်ချိန်လမ်းလျှောက်သည်မှာခါတိုင်းထက်ပို၍လိုက်လေသည်။တကြံကြံနှင့်တံပြားတံနားခံရင်ရေဆွဲသမားတို့သည်ရေဆွဲနေကြရာလေးပုံခတ်ဆွဲ၍ပြီးသွားလေပြီ။ ပြည်စမကြိမ်ဆွဲနေစဉ်ရန်ရှင်းကိုနှိပ်စက်ရန်အတွက်တက်တက်ချထားသောဘာယာသည်မနှိပ်စက်ပဲမနေနိုင်သဖြင့်ရန်ရှင်း၏ခါကိုနံပါတ်၃နှင့်တစ်ကြိမ်ဆောင်း၍ထိုးပြန်သည်ရန်ရှင်းသည်ဤအချိန်တွင်ဘာလို့ရမည်ကို ကြိုတင်စဉ်းစားပြီးဖြစ်သည်ဖြင့်ရေဆွဲရန်ပြန်ရောက်စကားတည်းကအရေးရှိလျင် အလွယ်တကူနှင့်ထုံနိုင်အောင်စက်သီးကြိုးကြားတွင်လိန်ထားသောလက်ကင်တန်းကို ချုပ်ပြီးဘာယာ၏ခေါင်းကိုတိမ့်ပြီးရိုက်လိုက်ရာနံပါတ်၃နှင့်ဘာယာလက်တပတ်လဲပြီးပုံရိပ်သားကျသွားလေ၏ ူနှင့်အတူတူရေဆွဲနေသောအကျဉ်းသားများလည်းလက်ကင်တန်းများကိုလွှတ်ပြီးအလန့်တကြားထွေပြေးကြလေသည်ရန်ရှင်းလည်းပတ်ဝန်းကျင်ကိုဘာမှဂရုမစိုက်အားဘသူတွေပြေးကြ၍ဘသူတွေဘာအော်သည်ကို မြင်လည်းမမြင်ကြားလည်းမကြားလဲနေသောဘာယာကိုသာတအားကုန်ဆင်း၍ရိုက်လျက်ရှိလေ၏၃၄ချက်လောက်ရိုက်မိသောအခါသူနားတွင်ဒေါင်ခနဲကြားလိုက်ပြီးသူလည်းထိုးလဲသွားလေ၏တရိယာ၍ကြီးလိုက်သောအခါတွင် သူသည်တိုက်ထဲရောက်နေ၍သူတကူလုံးနှင့်အကျဉ်းသားပလိတ်များဝိုင်း၍ရိုက်ထားသည့်ဒဏ်ရာများမှသွေးများဖြင့်ပေကျံလျက်ရှိသည်ကိုတွေ့ရလေ၏